မြတ်စွာဘုရားသည်ယဟန်ပေါင်းနှင့်တကွနာလန္ဒမြို့သို့ကြွရောက်တော်မူ၍ကတင်းသုံးနေထိုင်တော်မူ၏ထိုအခါအရှင်ပါရိပုတ္တရာသည်မြတ်စွာဘုရားအားဤသို့လျှောက်ထားလေ၏တပည့်တော်လျှောက်ထားပါရစေသဗ္ဗညုတဉာဏ်တော်တွင်အရှင်ထက်သာလွန်ပြီသည်သဘုတခွေဝဲသူရှင်ဝဲမရှိ၏ ယခုလည်းမရှိရှိမည်လည်းမဟုတ်ဘူးအခြားသောတမနာယမနာရှိရှိသမျှဝေဒီမြတ်စွာဘုရားအဟုတ်ပါသူမမီတာရီပုတ္တရာတပြည့်တော်သည်အရှင်ဖရာအပေါ်တွင်ဤသို့ပင်ယုံကြည်မိပါသည်ထို့အခါတွင်ဖရာရှင်ကတာရီပုတ္တရာတင်းသည် ြီးကျယ်လာသောစကားကိုဆိုပြီးရှေးခါကပွင့်တော်မူကုန်ပြီးသောမြတ်ဖျားအလုံးတို့ကိုဤသို့သောသီလတမာတိပညာနေခြင်းနှင့်လွတ်မြောက်ခြင်းရှိကုန်၏ဟု၍မြတ်ဖျားတို့ဤစိတ်ကိုပိုင်းခြားသိပါ၏လောဟုမေးရာ မသိပါအရှင်ဘုရားဟုပြောထား၏နောက်ခါ၌ပွင့်လက်တံကုန်သောမြတ်စွာဘုရားအလုံးတို့ကို ဤသို့သောတီလတမာတိပညာနေခြင်းနှင့်လွတ်မြောက်ခြင်းရှိကုန်လက်တန်းဟု၍မြတ်စွာဘုရားတို့ဤစိတ်ကိုပိုင်းခြား၍တိပါဤလောဟုမေးတော်မူပြန်၏မတိပါအရှင်ဘုရားဟုဖြေရာ ယခုအခါဖွင့်တော်မူဆဲဖြစ်တော်ငါဖရာသည်ဤသို့သောတိလသမာဓိပညာနေခြင်းနှင့်လွတ်မြောက်ခြင်းရှိ၏ဟု၍ငါဖရာဤစိတ်ကိုတင်ဤစိတ်ဖြင့်ပိုင်းခြား၍သိပါ၏လောမသိပါအရှင်ဖရာဟုဖြစ်တော်ပါရိပုတ္တရာယခုအခါဖွင့်ပြီးဖွင့်လက်တန်ဖွင့်ဆဲချကုန်သောမြတ်စွာဘုရားတို့ဤစိတ်ကိုပိုင်းခြား၍သိနိုင်သောစေတောပရိယဉာဏ်ဖြင့်တွင်မရှိပါဘဲလျက်ဤသို့သောကြီးကျယ်လာသောစကားကိုအဘဲကြောင့်တင်ဆိုပြီးသည်နီးဟုမေးတော်မူပြန်ပါ၏ စစ်တော်ပရိယမြင်မရှိတော်냐သင်္ချာမျက်မှောက်သိမြင်ကချင်းငိမ့်နိုင်ငင်းကဓမ္မတရားဉာဏ်ရလာကုသိုလ်တရားနှင့်ပတ်သက်ခါအရှင်ဟောကြားတရားဒီနာအမြတ်ဆုံးဖြစ်သည့်တော်မနော၌စိတ်ဝင်လာအရှင် လုံးစုံသိတော်မူတာထိုတဲ့လွန်ကဲသည်ဇဘူးမြေတနာတပားမြတ်ရှိတော်မှာထို့ကြောင့်ကြီးကျယ်သောစကားလျှောက်ထားရရင်